အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ FIFA Club World Cup ပြိုင်ပွဲမှာကျွန်တော်တို့အခုလက်ရှိမှာတောင်အမေရိကအသင်းတွေကတော့တကယ့်ကို dominate လုပ်နေနိုင်တယ်ဆိုတော့တို့တောင်အမေရိကအသင်းတွေကပြိုင်ပတ်တွေအားလုံးကိုဥရောပထိပ်တန်းကလပ်အသင်းတွေကိုချေရီတူကစားနိုင်တဲ့ quality ထားပါတော့ Real Madrid တို့ Manchester City တို့နောက်တစ်ဖက်က ထိတ်တန်းကလပ်တီပါရီစိန့်ဂျာမိန်တို့လိုအသင်းတွေကိုတော့မရပေမဲ့တော်တော်သေးတွေအားလုံးကိုတောင်အမေရိကအသင်းကကောင်းကောင်း intercity match ဖြစ်နိုင်တဲ့အသင်းတွေဖြစ်တယ်ဆိုတော့ဒါဒီကနေ့မရက်တိုင်းပါပဲအာရှကဥဒဝါရာ red diamond ကို river plate ကလွယ်လွယ်လေး၃ခုတကုန်းနဲ့နိုင်သွားတယ်အဲ့မတိုင်ခင်မှာလဲ boca junior ဟိုတနေ့က benfica ကိုကန်ဆိုးပြီးနောက်ကျကုန်းနဲ့တည်ကြတယ် botafogo အပါဝင် တောင်အမေရိကကလပ်တီတောင်းလျှောက်နောက်အစောပိုင်းတုန်းက ဘရစ်ရှ်တော့မန်ကဒါတစ်ဖက်ကဖလူမီနီစ်နဲ့တည်ကြတယ်ဆိုတော့မက်ဆီကန်ကလပ်ဒါမွန်တရေးပေါ့လေအဲ့အသင်းကဒါဖတ်မရရပဲဒီမနစ်ကကွန်ကာကက်ရဲ့ဒါချန်ပီယံကက်ရဲ့ဆီမီဖိုင်နယ်မှာအင်တာမိုင်ယာမီကိုနှကြော့နိုင်ပြီးတော့ဖိုင်နယ်တက်တယ်သူတို့ချန်ပီယံဖြစ်သွားတယ်အဲ့အဲ့အသင်းကအခုအင်တာမီလန်အသင်းပေါ့လေချန်ပီယံလိဖိုင်နယ်လစ်အင်တာမီလန်ဒါခရစ်ရှန်ကီဘူးရဲ့အသင်းကိုတကိုးစီတည်ကြတယ် ဒီနေရာမှာဆာဂျူရာမို့စ်အသက်39နှစ်နဲ့ရပောင်း80ရှိတယ်ဒါကကလပ်ဝေါ်ကပ်မှာကစားတဲ့နောက်ခံလူတီထဲမှာအသက်အကြီးဆုံးပဲဆိုတော့ရာမို့စ်ကသူ့အလုပ်ကိုသူ့လုပ်ပြတယ်ဒါဖလူမီနီစ်နဲ့ဘရစ်ရှ်တော့မန်ပွဲမှာအသက်40အရွယ်ရှိတဲ့တီယာဂိုဆီလ်ဗာကအကောင်းဆုံးကစားမတစ်ယောက်အပီပီခြေစွမ်းပြပြီးတော့ခံစစ်မှာဘလို့နောက်တန်းကိုဘလို့ပုံစံကစားရမလဲဆိုတာပြလူငယ်တွေကိုပြတာသွားတယ် ရမ်ဘိုဆိုရင်အင်တာမီလန်နဲ့ပွဲမှာသူဥဆောင်ကိုသွင်းတယ်။အဲ့ဂိုးကသူ့ကစားသမားဘွားတတန်းတလျှောက်မှာဒါဘယ်လိုပြောမလဲနောက်ခံလူတယောက်အနေနဲ့သွင်းနိုင်ခဲ့တယ်။ဒါဘယ်လိုပြောမလဲဒါ148ဂိုးမြောက်ဒီပွဲမှာဆာဂျူရမ်ဘိုကဘယ်လိုပြောမလဲမနောတမရရှိခဲ့ပြီးတော့ခံစင်မှုတွေတဲ့ဆိုရင်တော့ဒါစုစုပေါင်း148ဂိုးကဆာဂျူရမ်ဘိုကတမိုင်းတလျှောက်မှာစရုတ်တမြောက်အများဆုံးကစားမှာပဲအရင်ဘာဆိုနာရဲ့နီးပြဟောင်းဖြစ်တဲ့ နောက်နောက်ခံလူဟောင်းဖြစ်တဲ့ရော်နယ်ကူမန်ကတော့ခါစင်မှုထဲမှာအများဆုံးပေါ့လေ254ခုထိတွင်းနိုင်ခဲ့တယ်။အဲ့တော့မှ Daniel ဒါ Passarella ဆိုတဲ့ Argentina ကစားမနောက်ခံလူတူက185ခုတွင်းပြီးတော့အရင် Real Madrid ရဲ့ Captain ဟောင်းဖြစ်သလို Spain ရဲ့နောက်ခံလူအသင်းကောင်းဆောင်ဟောင်းဖြစ်တဲ့ Fernando Hierro က164ခုနောက်ပြင်သစ်နဲ့ Man United ဒါ Paris Saint-Germain ရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ Laurent Blanc က154ခု ဖနန်ဒိုဟီယာရိုက164လော်ရန်ဘရန်က154နဲ့ဆာဂျီယိုရာမို့စ်က149ခုသွင်းတယ်ဆိုတော့ရာမို့စ်နဲ့ပတ်သက်လို့ကျွန်တော်တို့ကရီးယားတစ်လျှောက်လုံးမှာသူတို့တောင်းလျှောက်သွင်းလာတဲ့အချိန်မှာဘောလုံးလောကထဲမှာတော့ FIFA Club World Cup ပြိုင်ပွဲကို2014 2018 2025 3ချိန်ထိဂိုးသွင်းနိုင်တဲ့ကစားမဖြစ်ပြီးတော့သူကစားမရဲ့သွင်းကို 149ကိုမှာခေါင်းတိုက်ကိုကြီးပါ84ကိုရှိတယ်အဲ့ဟာတော်တော်လေးတော့ impress ဖြစ်တယ်ဗောလေခေါင်းတိုက်ကို84ကိုဆိုတဲ့အမောက်ကဒါတော်တော်များတဲ့အပေါက်ပဲဆာဂျူရမ်ဘိုးစ်ကအမြဲတမ်းဒါကိုလုတ်ပြနိုင်ပြီးတော့ဒါသူ့ဆွမ်းဆောင်ရေးဗောလေဒါအခုလက်ရှိမှာဆာဂျူရမ်ဘိုးစ်ကတော့တကယ်ကိုအကောင်းဆုံးဆွမ်းဆောင်ထားတယ်ဒါရီယယ်မက်ဒရစ်အတွက်တရားတကူ နောက်တစ်ဖက်ကစပိန်အတွက်23ဂိုးဇဗီယာအတွက်10ဂိုးပြီးတော့မှပါရစ်စင်ဂျာမိန်အတွက်6ဂိုးနဲ့အခုသူရဲ့လက်ရှိကလပ်မွန်တီရီအတွက်5ဂိုးတွင်းထားတယ်နော်ရမ်ဘိုးစ်ကဇနဒီကိုကျော်ပြီးတော့အသက်ကြီးဆုံးနောက်ခံလူပြမှတ်တမ်းဝင်နေဆိုတော့ကျွန်တော်တို့အစောပိုင်းတုန်းကတီယာဂိုဆီလ်ဗာတီယာဂိုဆီလ်ဗာကလည်းဖလူမီနီနက်စ်ဘရီရှီတော့မန်ကစားခဲ့တဲ့ပွဲမှာအသက်40ရှိသည့်တိုင်အောင်ဒီသားမတွေကသူတို့ရဲ့ highest level မှာပြတာတကယ်လို့တီယာဂိုဆီလ်ဗာကဘယ်လိုလဲဆိုတော့ ကစားလို့ရသေးတယ်ဗျာတကယ်တော့ခြေစီးမှာဆက်ကစားလို့ရသေးတယ်ခြေစီးသင်းမှာ100ဒီ200ဒီလောက်ဆက်သားပြီးခံစင်မှုတွေကိုသူကောင်းကောင်းတင်ကြားပေးပိုကောင်းလာနိုင်တယ်အသက်၄၀ရွယ်ရှိတဲ့တရားကိုစင်ပါကအိုက်ထဲမှာအိုက်ပွဲပေါ့လေဘရီရှာတော့မနဲ့ပွဲမှာဒါဘယ်လိုပြောမလဲ the most jewel ပွဲတွေမှာ6ချိန်ထီသူလောက်ပြတယ်ပြီးတော့မှ clearance ကဒီပွဲတွေမှာ9 9ချိန်နဲ့ပွဲတွေမှာအများဆုံးလောက်ပြီးတော့ successful defensive action ကို7ချိန်လောက်ပြတယ် ပြီးတော့မှသူအေရီဂျူရယ်ကတော့အသက်ကြီးပဲမယ့်အေရီဂျူရယ်၁၀ချိန်မှသူ၈ချိန်ဦးပြီးတော့ဒါအခုဂျာမန်နောက်ခံလူတယောက်ကစားမတယောက်မှသူ့ကိုကြော်သွားနိုင်ခြင်းမရှိဘူးဒါကပြီးတော့0 foul combine ဆိုတော့တပွဲလုံးမှာဘာ foul မှသူမလုပ်သွားပဲနဲ့လုံးဝကိုပညာသားပါပါနဲ့ အရိုဒ်ဒီဖိုင်နင်းကိုလုတ်ပြသွားတယ်။တရားကိုဆေးပါကလည်းတကယ်တော့ Chelsea ကကောင်းကောင်းထိန်းထားရတဲ့တင်တဲ့ကစားမမျိုးဒါတရားကိုဆေးပါကလည်းဒီပွဲမှာ Fluminense ရဲ့အကောင်းဆုံး center back တယောက်အနေနဲ့အကောင်းဆုံးကစားသွားတယ်။အခုကျွန်တော်တို့တောင်အမေရိကကလပ်တွေကလုံးဝကိုရှော့တွက်လို့မရဘူး။ဒါ Pamies ကပိုတူနဲ့တည်ကြတယ် Fluminense Borussia Dortmund တည်ကြတယ် Boca Junior ကအခုထပ်ပြီးတော့ Benfica နဲ့တည်ကြပြီးတော့ဒါတစ်ဖက်မှာအခုဒါ Republic နိုင်ထားတယ် ဒါတောင်အမေရိကကလပ်တော်တော်များများကဒီကလပ်ဝေါ်ကပ်မှာတော်တော်ကိုလုံပြထားပြီးတော့ခြေစွမ်းပြနေတဲ့ဆာဂျူရာမော့စ်ကတော့ရာမော့စ်ဖိန်ကိုဒါလုံပြနိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်